မင်္ဂလာပါရှင်ရှမ်းရေကူမီဒီယာကကြိုဆိုပါရစေ ပြည်내မြေလွတ်မြေလန်းနဲ့မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစီအဝေးအမတ်စဉ်နှစ်မြင်ဆောင်2025ကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ဒီနယ်လေယာဉ်မြေစီမံခန့်ခွဲမှုအဖွဲ့အစီအဝေးအမတ်စဉ်နှစ်မြင်ဆောင်2025နဲ့ပြည်내မြေလွတ်မြေလန်းနဲ့မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစီအဝေးအမတ်စဉ်နှစ်မြင်ဆောင်2025ကိုဇွန်လ22ရက်နေ့နနက်9:00ခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရဖွဲ့ရုံအစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်။အစည်းအဝေးတွင်ပြည်내လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌပြည်내မြေလွတ်မြေလန်းနှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လျာမြေအချာနီအသုံးပြုခွင့်ရှောက်ထားသည့်ကိစ္စများတွင်မြေပြင်အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်း၍မရသည့်မြေများအပေါ်အချာနီအသုံးပြုရန်ရှောက်ထားဆောင်ရွက်သွားရန်လိုအပ်ပြီးမြေလွတ်မြေရိုင်းများကိုလည်းအမှန်တကယ်အကောင့်ထည့်ဖော်လိုသည့်လုပ်ငန်းအပေါ်မူတည်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနများမှဥပဒေနှင့်အညီစီမံခန့်ခွဲသောမြေနှင့်လွတ်ကင်းသောဧရိယာများကိုသာစီစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း အခြားနေရာအသုံးပြုရန်ခွင့်ပြုထားသည့်လေယာဉ်နှင့်ညီလွတ်မြေရိုင်းများကိုသတ်မှတ်ကာလအတွင်းညီပြန်တွင် အကောင့်ထည့်ဖို့ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားစဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးဆင်ရင်ပြည့်စုံတင်ပြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စည်ရင်အင်ဦးစီးဌာနမှပြည်နယ်ဦးစီးမှုကလယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အစီအဝေးအမှတ်စဉ်1မြင်းဆောင်2025ဆုံးဖြတ်ချက်များမြေလွမြေလန်းနှင့်ညီအိုင်းများစီမံခန့်ခွဲရေးကော်မတီအစီအဝေးအမှတ်စဉ်1မြင်းဆောင်2025ဆုံးဖြတ်ချက်များအားဖက်ကြားတည်ပြုပြီးပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစီအဝေးအမှတ်စဉ်1မြင်းဆောင်2025တင်ပြချက်များအားဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ကျင်းနယ်မြေလွတ်မြေလန်းနဲ့မြေရိုင်းများစီမံခန့်ခွဲမှုအစီအဝေးအမတ်စဉ်နှစ်မြင့်ဆောင်2025တင်ပြချက်များအားဆွေးနွေးဆုံးဖြတ်၍အထွေထွေဆွေးနွေးကကျင်းနယ်လေယာဉ်မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌကျင်းနယ်မြေလွတ်မြေလန်းနဲ့မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌကျင်းနယ်ဝန်ကြီးချုပ်ဦးအောင်ကဤကောင်းချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။